တမရဝတီတင်မြောင်းမယ်ဂျားဖြတ်ရွေးကားပွဲရက်ကိုတောင်ကိုရီးယားကြီးညာတမရဝတီတူကိုတင်မြဖို့အတွက်ဂျားဖြတ်ရွေးကားပွဲကိုဂျွန်လ3ရက်နေ့မှာကျင်းပမယ်လို့တောင်ကိုရီးယားကကြီးညာခဲ့ပါတယ် နိုင်ငံရေးအရာရှုပ်ထွေးမှုတွေကရထသွားစေတဲ့ဆီအုပ်ချုပ်ရေးအမိန့်ကိုကြေညာခဲ့သူတာမရယုံဆိုရောကုံယာဒူးကနေဖယ်ရှားတဲ့အခြေခံဥပဒေခုံရုံးဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးရပ်ပိုင်းအကြံမှာယာယီတာမရဟမ်ဒပ်စုကဂျမ်းပြန့်ရွေးကောက်ပွဲချင်းပတ်မယ်နေ့ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။တန်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရတာမရနေရာလက်လက်သွားရင်နှစ်လအတွင်းရွေးကောက်ပွဲချင်းပတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ ။လာမယ့်ရွေးကောက်ပွဲမှာလည်းတောင်ကိုရီးယားရဲ့ Heavyweight နိုင်ငံရေးအင်အားစုနှစ်ခုဖြစ်ပြီးတမရယုံကိုစားပြုခဲ့တဲ့ကွန်ဆာဘေးတဲ့ပြည်သူ့ဆန်အားပါတီနဲ့အတိုက်ခံ Liberal Democratic Party တို့ပဲအဓိကအားပြန်ရဖွဲ့ရှိနေပါတယ်။ဒါပေမဲ့ပြည်သူ့ဆွမ်းအားပါတီဟာရုံရင်စစ်အုပ်ချုပ်ရေးကြေညာအမိန့်ကိုအကြောင်းပြုပြီးလူထုရဲ့ယုံကြည်မှုကြာစင်တဲ့အခြေအနေတွေကြုံနေရတာကြောင့်အာဏာရပါတီဆိုတဲ့အခြေအနေကိုဆက်ထိန်းထားဖို့အရန်ခက်ခဲတာဖွယ်ရှိနေပါတယ်။ တဖက်မှာလည်းပြည်သူ့စွာပါတီကတမရရဲ့ဆီအုပ်ချုပ်ရေးကြီးညာအမေဟာပါတီနဲ့နှီးနှောဆက်နွယ်မှုလုံးဝမရှိကြောင်းအစွမ်းကုန်ရှင်းလင်းထားပါတယ်။လာမယ့်သတင်းပတ်တွေအတွင်းရွေးကောက်ပွဲဝင်ပါတီအသီးသီးဟာအစိုးပြတမရလောင်းနာမည်တွေကိုလည်းကြီးညာကြားဖွယ်ရှိနေပါတယ်။ဒီမိုကရက်တစ်ပါတီကတော့ပါတီထဲမှာစိန်ခေါ်သူမရှိသလောက်အားကောင်းနေတဲ့ပါတီကောင်းဆောင်လီဂျီမြောင်ကိုပဲတမရလောင်းနေရအတွက်အစိုးပြသွားမှာပါ။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။